မင်္ဂလာပါ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေဟုတ်ကျွန်တော်ဒီနှစ်ခေါက်သင်ခန်းစာမှာ java ဟုတ်နော် java အကြောင်းအောင်လေ့လာခဲ့ပြီ okay ကျွန်တော်ဒီတစ်ခေါက်မှာတော့သွားမလဲဆိုရင် c sharp နဲ့ vb.net ဟုတ်နော် c sharp နဲ့ vb.net ဘာဖြစ်လို့ကျွန်တော်ဒီနှစ်ခုတွဲပြရလဲဆို community တို့ဟုတ်နော် language ကတော့အဲမတူတရားအောင်ရှိပြင်မယ်ဒါပေမဲ့ရေးပုံရေးနေရတော့တူချင်မှတူမယ်ဒါပေမဲ့ချင်းကပ်ပုံချင်းကပ်နေတူရယ်ဘာဖြစ်လို့လဲ community တူနေလို့ဟုတ်ကဲ့နော်အားလုံးဒီ Microsoft လက်အောက်ကနေ Microsoft ကဒီဖန်ဖန်လိုက်တယ်ဟာနှစ်ခုလုံးဒီ2003ခုနှစ်မှာစပြီးတော့ rally လုပ်တယ်ဘာကြီးရဲ့ business ကတော့ရှေ့လျတဲ့တမိုင်းကြောင်းနေရှိခဲ့ပေမဲ့သူဒီ2003ခုနှစ်မှာပြန်ပြီးတော့ reinvented ပြန်ပြီးတော့ tweak ပြီးတော့ပြန်ပါရှင်ပြောင်းတာဟုတ်လားအားကြောင့်လို့သူ့ကိုလည်းအဲ့ဒီနားတော့ iPhone ပြောရမယ်သူမှလည်းရှေ့လျတဲ့တမိုင်းကြောင်းရှာဘာကြီးရဲ့ business ပွေးပြီးရပေါ်လာကြပြီလေ business language ကပေါ်လာကြနေရောโอเคမလားတက်ကြည့်လိုက်အောင်သူရဲ့ characteristic လေးကြည့်လိုက်အောင် C#GO ဝီဗီဒေါ်နတ်တော်ဒီ VV .net ကိုနှစ်ခုလုံးသည်အားလုံးသည် objects oriented သူလဲ java တွေလိုပဲ hooks library library တွေအများကြီးရှိတယ် dot net framework မ java မှာ jdk နဲ့တူတယ် java မှာ jdk ရှိတယ်လို့ c sharp နဲ့ VV .net မှာလည်းပါရှိတယ်ဆို dot net framework ရှိဟုတ်ပြီနော် java မှာ jdk ရှိတယ်လို့ c sharp မှာ c sharp or VV .net မှာ microsoft run တဲ့ application မှာပါရှိတယ်ဆို dot net framework ရှိ okay နောက်ကျတော့သူဒီ high level high level ကတော့ရှေ့မှာပြောပြီးတာ ဟုတ်လား high level သာကျွန်တော် CPU နဲ့အဝေးဆုံးကိုပြောတာဟုတ်လား C C ဆိုရင်တော့ C ဆိုရင်တော့ဒီညမှာကျွန်တော် low level သာက memory management ဘာကိုပြောတာ C မှာ C မှာ memory management ကိုကိုယ်တိုင်လုပ်ရတယ် manual လုပ်ရတယ် manual key ထိုးရတယ်ဟုတ်ကဲ့လား manual လုပ်ရပါမယ် C sharp တွေနောက်ပိုင်းညာ coverage correlation ဆိုရဲဘာကိုသုံးလဲဒီပညာကိုသုံးလဲဟုတ်ကဲ့လားပြီးနောက်တစ်ခုသူလဲတူတူပဲ hybrid combination ဟုတ်လား compiler compiler ဆိုတော့အဲ့ဒါပြောနော် compiler ဆိုပြီးတော့ဒိုင်းရိုက် matching code ကိုပြောင်းတာမဟုတ် byte code ကိုပြောင်းတယ်ပြောင်းပြီးမှနောက်တစ်ခုထပ်ပြီးတော့ မချင်းကိုပဲကိုပြောင်းတယ်အစင်းစင်းပြောင်းတယ်တစ်ချက်တည်းတန်းပြောင်းတယ်ဘာအကြောင်းသူ့ကို hybrid compiler compiler တကူတည်းနေမော်တော့ interpreter ရောသုံးလို့သူတို့ပါ hybrid compiler တက်စီရော battery ရော electronic ကိုရောပြီးသုံးတာဟာအဲ့ဒီပုံစံ okay ပါနော် hybrid ရောရပြီးတော့ strongly type အော်သူလည်း strongly type ပဲနော်ကိုထဲမဲ့ data type ကိုဘာလို့ကိုထဲမဲ့ data type အမျိုးအစားကို memory မှာနေရာယူမဲ့ကိုထဲမဲ့ data type အမျိုးအစားကိုကြိုပြောရမယ်ဒါပဲ intermediate typical scale ရော intermediate လောက်ရှိရအောင်ဟမ် intermediate က java လိုင်း intermediate โอเคนะအဲ့ဒီဆင်းလာပါရှင်โอเคကြည့်မနောက်တစ်ခု what it is used for ဟာ language ကတော့ဘယ်နေမြန်ဝင်ကတော့ဘယ်မှာတော့မလဲအထူးသဖြင့်ကတော့ window ကထုတ်တာဖြစ်တယ်အဲ့တော့ window desktop app ဟုတ်လားသူလည်းသုံးဝင်တယ်ဘာဖြစ်လို့လဲ window ရဲ့ဈေးကွက်က90000ကျော်တော့80000ကျော်တော့ကျော်ပါလေ window computer window os ရဲ့ဈေးကွက်ကဈေးကွက်ရာခိုင်နှုန်း80000ရာခိုင်နှုန်းတော့ရှိတယ်ဒါပေမဲ့ android phone တွေပေါ်လာတာဖြစ်တယ်အဲ့တော့သူလည်းရာခိုင်နှုန်းတွေမြောက်သွားတယ်ပြန်တော့တစ်ခု watch application ရဲ့ java မှာ java ee ရှိတယ်လို့ dc ရှက်နဲ့ပြီးပြီး dobner ဘက်မှာလည်းဘာလဲရှိဘာရှိလဲဆိုရင် ASP .NET ရှိတယ်။ဟုတ်ကဲ့မလား? ASP .NET သုံးပြီးတော့ web dynamics web page လောက်လို့ရတယ်။ရေးလို့ရတယ်။ Okay နောက်တစ်ခု mobile application ဟုတ်လား?ဖုန်းပိုင်းဆိုင်ရာမှာလည်းတော့ပါလို့လို့ရတယ်။ရေးလို့ရတယ်။ mobile application window ဖုန်းတွဲတော့ window ဖုန်းပေါ့ကွာနော်။ကျွန်တော်ဟိုလိုဖုန်းတော့မဟုတ် window ဖုန်းကအာအမနာတိုင်းပြောရင်တိတ်မအောင်မြင်ဘူးပေါ့။ဟုတ်ကဲ့နော် Nokia တော့ကုလောလောလက်ဝယ်။ကုလောလောလက်မဟုတ်ဘူးအရင်ဟိုလုံးတဲ့တင်းတင်းတော့ကောင်ဝယ်ထားတယ်။ဘာလို့ဆက်ဖြစ်လာမှာလဲမသိဘူး။ဒီပညာမှာဘယ်ဟာမှပုံသေးမထားနဲ့ဘယ်ဟာမှ အစွဲမထားနဲ့ခရီးစီကြောင်းလာ follow လေးလာ live okay ကဲတော့ coding လေးနည်းနည်းလေ့လာကြည့်မယ်အဲ့ဒါမဲ့ c sharp အ c sharp က c base. မဟုတ်ဘူးဟုတ်လား c base. လုံးလုံးလားမဟုတ်ဘူး direct ဟိုသူက java ခေတ္တတော့ထွက်လာတယ် java ကိုသူ code တာဟုတ်လားအဲ့ကြောင့်သူဒီ code ဟိုတွေကိုသူ c sharp style ကိုကြည့်လိုက် calibrate တွေပိတ်တယ်ဟုတ်လား code block ကိုဘာပိတ်တော့ ကုတ်တွေစူးစီးတယ် style statement တွေစူးစီးတဲ့နေရာမှာသူဗာနဲ့ပိတ်တော့ calibrate သုံးတယ် calibrate ကွင်းစားကွင်း calibrate အတွန်ကွင်းနေတော့တယ်ပြီးရင်တော့လို့အဲဟောပါတော့ statement တစ်ကြောင်းဆိုစီမီကော်လန်တွေ့တယ်နောက်ကျတော့ java နဲ့အတူတူ main method ဆိုတာတွေ့တယ် okay မနော်ဒါအဓိကသုံးချက်တွေပဲတပုံစံနဲ့ပါပြီးရင် class keywords တွေ့တယ်သူဒီ object oriented ဖြစ်တဲ့အတွက်အဲ everything is a class ကောနော class ထဲမှာပဲရေးတယ်ဒါပဲ java ကိုသူခိုးသားသလားထင်ရတယ်တော်တူတယ်လို့ပြောကြတယ်တော်လည်းတူတယ်လေပြောကြတယ်မဟုတ်တော်လည်းတူတယ်လေဟုတ်ပြီနော် ။အော်ကွန်နက်ဒါဒီ C sharp ချက်ကော။ကဲ။ကုမ္ပဏီနှစ်ခုထွက်ပြန်တယ်။တစ်ခုကလုံးလုံးလန်းလန်းခွဲတယ်။ vp.net ။ကြည့်ကြည့်မယ်။ module နဲ့တော့တယ်။ module module ။ဟာ။ဘယ်မှာလဲ။ C mini column ဘယ်မှာလဲ။ calibrate ။ calibrate ။ Okay နော်။အာဒါပဲ။ဒါဒီ language တွေရဲ့ထူးခြားမှုပဲ။ဒါရေးသားပုံကွာသွားပြီ။ stand type တော့ stand type အတိုင်းပဲရေးသားပုံ။ဒါပေမဲ့ main method တော့သုံးတယ်။ဒါပေမဲ့ set အဲ set ဆိုတဲ့ဟောတာလေးကျွန်တော်ဒီမှာပြောရအောင်နော်။ set ဆိုတာကျွန်တော်တို့ function method supporting စပေါ်ဒီယံတိုကောက်ဆက်ဆက်မိန်ဆက်နဲ့စားတယ်အန်ဆက်ဟောပြီးရကဲဆက်ဆိုပြီးအန်ဆက်နဲ့ဗာနဲ့တုံးနော်အန်ဆက်ဆိုပြီးတုံးတယ်ကာလီဘရက်မတုံးဘူးနောက်မှအဲဟောမတုံးဘူးဟာနော်စီမီကောလည်းမတုံးဘူးဒါပဲအန်မော်ဂျူးဟောမော်ဂျူးစနစ်တောင်းတုံးတယ်မော်ဂျူးနဲ့ကလပ်နဲ့ရဘလိုပြောရလဲကျွန်တော်အနီးမညာတော့တခြားကြယူပြောကြတယ်တကယ်သဘောတရားတွေတူတူပဲကျွန်တော်ဟာတက္ကသိုလ်တွေဆိုပြားထန်းစာတွေဆိုမော်ဂျူး1မော်ဂျူး2မော်ဂျူးစာအဓိကစုလာမော်ဂျူးယူနစ်ကလပ် chapter အာကုန်းတော့မလုပ်တာစုထားတာပဲတကယ်ကြအစူစီးတစ်ခုပဲအဲ definition ဒီလောက်ဟောအိုက်ဟောထားတာတွေဒီဟိုမှာကျွန်တော်တို့ BA science basis နဲ့ foundation နဲ့ဘာကွာလဲအဲကွာစားစက်ကတော့ရှိရနော်အပြီးတန်နေမှာရှားကြည့်ခုလေးလိုပဲ module chapter အကုန်လုံးတော့ခွဲတာပဲ module chapter unit ဟုတ်နော်ဒါတွေခွဲနေရပဲ class ဒါတွေလည်းခွဲနေဘယ်လိုကွာစားလဲလေ့လာကြည့်ပေးပါ okay နော်ဒါဒီတော့ဝီဗီဒေါ်နာရဲ့အဲဒီမှာကုန်နေလဲ okay ကြည့်မယ်ကဲအားငါဒါကိုစိတ်ဝင်စားတယ်ငါ window application ကိုဒါကိုလေ့လာမယ်ဘယ်သွားမလဲ ဘာလို့လဲဒါ programming လေးလာမယ်ဆိုတော့ရှေ့မှာပြောခဲ့ပြီအရင်ဆုံး text editor လို့လဲဟုတ်လားတကယ်ကျ text editor နဲ့ရေးတာမဟုတ်စရေးဖို့ပြောနော်စလေးလာဖို့ပြောတာတကယ်ရေးမှာဆိုဘာလို့လဲ id လို့တယ်ဒုတိယချက် compiler လို့တယ်ဟုတ်လား how to write how to run how to combine ဒါပဲ how to write how to run how to combine ဟုတ်လား how to write မှာဘာနဲ့ဘာနဲ့ write မှာလဲ how to run မှာဘာနဲ့ run မှာလဲ how to combine မှာဘာနဲ့ combine မှာလဲโอเคမလား compiler လို့မယ် id လို့မယ်ပြီးရင်တော့ reference လို့မယ်ဒါပဲ www.microsoft.com power slash expat ဒီကိုသွားလိုက်ပြီးစာအုပ်တော့ကျွန်တော်ညွှန်လို့ဒါသူဒီ website မှာအဲ official စာအုပ်ကြည့်တယ်နော်ဒီလို company ကြီးမှရ official စာအုပ်ရှိတယ် okay မလား okay ဒါဒီနော်တို့ suggest and ပြီးတော့နော် okay နောက်တစ်ခုလည်းကျွန်တော် language လေးတစ်ခုဒါမိတ်ဆက်အောင်မယ် language လေးများများမိတ်ဆက်တော့များများရင်းနေတာပါဗျာ okay thank you ဗျာ